အင်ဒိုရာရှာရဲ့အမိဟာတမလွန်လောကကိုပြန်သွားရတော့မှာဖြစ်တဲ့အကြောင်းကိုအင်ဒိုရာရှာကိုပြောပြပြီးနှုတ်ဆက်လိုက်ပါတယ်။ပြီးတော့ပန်းမွှဲဖတ်တွေကိုရည်ထဲကိုပြစ်ချလိုက်ပြီးအင်ဒိုရာရှာကိုရည်ထဲကိုကြည့်စီလိုက်ပါတယ်။အင်ဒိုရာရှာရည်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ငယ်ဘဝကိုပြန်မြင်လိုက်ရပြီးသူ့အမိကသူ့ကို အမြဲတမ်းပွိဖက်ပေးခဲ့တဲ့မြင်ကွင်းကိုတွေးလိုက်ခဲ့ရပြီးချိန်မှာပဲ လက်ရှိကာလမှာလည်းအမေလို့သူကအီနိုရာရှာကိုပွေဖက်လိုက်ပါတယ်။တကယ်တော့အီနိုရာရှာဟာအမေအတုရဲ့စိတ်ညှို့ငင်ခြင်းမှော့ဆော့ဝင်တဲ့ကိုရောက်ရှိသွားခဲ့တာဖြစ်ပြီးပွေဖက်လိုက်တယ်ဆိုတာကလည်းအီနိုရာရှာရဲ့ကြောပြင်ကို သူမလက်နှစ်ဖက်ကို ထိုးသွင်းလို့စိတ်ဝိညာဉ်ရှာဖွေခြင်းမှော်နဲ့ထပ်မံပြူစားလိုက်တာပါ။ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ကာဂုံမီဟာစိတ်ပူသွားပြီးကဲတင်ချင်တာမို့စိတ်အာယုံကိုစူးစိလိုက်တဲ့အခါမှာတော့နတ်ဆီယာမစွန့်အင်ပွင့်သွားခဲ့ပြီးသူမတကိုယ်လုံးကိုမင်းစာနတ်ဆိုးငယ်လေးတွေကတန်ကြိုးရီနဲ့တုံ့နှောင်ထားခဲ့ကြောင် သူမရောက်နေခဲ့တဲ့နေရာဟာအိမ်မက်ဆန်းဆန်းလောက်ပါတဲ့ပကြီကားတစ်ချက်လိုနေရာတစ်ခုဟုတ်မနေခဲ့ပဲမိစ္ဆာအတက်နဲ့လှဲစားထားတဲ့ရုံညံ့တဲ့တင်းချိုင်းမြေတစ်ခုလိုနတ်ဆိုးရီရဲ့နေပဲတစ်ခုမှသာဖြစ်ကြောင်းသိလိုက်ရပါတယ်။အဲဒီအချိန်မှာပဲတန်းအဖိုးကြီးမျိုးကပေါ်လာခဲ့ပြီးကာဂိုမီကိုကြိုက်လိုက်တဲ့အခါမှာထူးထူးဆန်းဆန်းပဲကာဂိုမီကို တုံ့နှောင်ထားတဲ့တန်ကြိုးတွေပြေလို့သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအီနိုရာရှာရဲ့အမေအတူကအီနိုရာရှာတကူလုံးကိုဝါမျိုးဖို့လုပ်နေပါတယ်။ ဒါပေမဲ့မင်းစာဂျက်ကန်ကအင်ဒိုနီးရှားကိုမစားခင်သူ့အဖေတင်းကျိုင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုယူဖို့လိုသေးကြောင်းပြောပြပြီးတားဆီးလိုက်ပါတယ်။ဒါကြောင့်အင်ဒိုနီးရှားရဲ့အမေအတုဟာသူ့အဖေမြုံနံထားခဲ့တဲ့တင်းကျိုင်းကိုဗမာရှိလဲဆိုပြီးမေးမြန်းပါတယ်။အိုးငါရဲ့ချစ်တော်သားလေးမင်းအဖေရဲ့တင်းကျိုင်းဗမာလဲပြောစမ်းပါဒါပေမဲ့အင်ဒိုနီးရှားကိုယ်တိုင်ကလည်းသိမနေခဲ့တာမို့ မတီးဘူးအမေလိုပဲပြန်ဖြေတာကိုကြားလိုက်ရတယ်။ဒါကြောင့်စိတ်ဝိညာဉ်ဆက်ဆေးမှုကိုပိုပြီးအဆင့်မြင့်တင်လိုက်ပြီးတေချာစဉ်းစားအမိသားလေးပြန်အမှတ်ရလိုက်စမ်းပါဆိုပြီးနတ်ဆိုင်နဲ့စိတ်နယ်ပေတဲ့ကိုထိုးဝင်လိုက်တဲ့အခါမှာတော့အီနိုရာရှာဟာအနက်ရောင်ပလဲတလုံးကိုမြင်လိုက်ရတယ်။ဒီတော့ညာဘက်အနက်ရောင်ပလဲဆိုပြီးမှဖွင့်ဟထုတ်ပြောပြလိုက်ပါတယ်။ဂျာဂန်ကညာဘဆိုတာဗါလေအသေးစီပြောခိုင်းဆိုပြီးတောင်းဆိုလိုက်ပါရယ်အမေအတူက ကျမဒီကောင်လေးကိုပိုးပြီးအစင်မြင့်တဲ့စိတ်ဝိညာဉ်ရှာဖွေမှုမျိုးလုပ်မယ်ဆိုရင်ဒီကောင်လေးရဲ့စိတ်ဝိညာဉ်ပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဂျာကန်ကအဲ့တော့ဘာဖြစ်လဲလုံမာသာလှုပ်ဆန်းဆိုပြီးအော်ပြောလိုက်ပါတယ်။ဒါကြောင့်မိခင်အတူဟာအီနိုရာရှာကိုသူမရဲ့ကိုရဲကိုပိုးပြီးနက်နက်ရှိုင်းရှိုင်းဆွဲသွင်းလိုက်ပြီးပိုးပြီးအစင်မြင့်တဲ့စိတ်ဝိညာဉ်ရှာဖွေမှုကိုလုပ်ပါတော့တယ်။ဒီရဲ့အကျိုးဆက်ကြောင့်အီနိုရာရှာဟာအသက်မရှူနိုင်တော့ဘဲခံစားရခက်လာတော့တာပေါ့ ဒါကြောင့်အာတမီသူ့စိတ်ဝိညာဉ်နှမြုံနေရာရေထဲကနေအပေါ်ကိုမော့ကြည့်လိုက်တဲ့အခါမှာတော့မျက်နှာမရှိတဲ့အမေအတူကသူ့ကိုလက်အရှိကြီးတွေနဲ့မလှုံနိုင်အောင်ချီတုပ်ထားတာကိုသိလိုက်ရပါတော့တယ်။ဂျကန်ကမြ мян လှုပ်ဆန်းတခင်ကြီးဆက်ရှိုမာရုစိတ်မရှိပဲနေမယ်ဆိုပြီးလောလိုနေပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်ကနေကာဂိုမီရောက်လာပြီးဂျကန်လက်ထဲကလန်ဒန်ကိုဆွဲလုလိုက်ပြီးဂျကန်ကိုခေါက်တီးလုံးတစ်လုံးလိုလွှဲရိုက်လို့မျက်ထဲကိုကြားသွားစီပါတယ်။ ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့အမေအတူဟာအီနိုရာရှာကိုသူမရဲ့ကိုရဲကိုပိုလို့နှမြုပ်စေလိုက်ပြီးထွက်ပြေးပါရယ်။အီနိုရာရှာကိုလှွတ်လိုက်ဆိုပြီးကာဂိုမီကနောက်ကနေပြေးလိုက်ပေမဲ့အမေအတူကတော့ဟင့်အင်းနဲ့ပြေးလိုက်ရင်ကာဂိုမီလဲကျသွားတဲ့အခါမှာတန်အဖိုးကြီးမျိုးကပေါ်လာပြီးအီနိုရာရှာကိုအချိန်မီနှုံးမဖြစ်မဲအခုရင်ဆိုင်နေရတဲ့မိစ္ဆာကိုအမေအတူလို့ခေါ်ရယ်။ စစ်ပွဲကြောင့်ဒါမှမဟုတ်ငမမှုကြောင့်သာသမီဆုံးရှုံးခဲ့ရပြီးအထီးကျန်နေတဲ့အမေရိရဲ့ဝိညာဉ်တွေ ပေါင်းပြီးဖြစ်လာတဲ့မိစ္ဆာမျိုး အမေအထုပြုစားတာခံနေရတဲ့စိတ်ဝိညာဉ်ကိုနှိုးလိုက်ရင်ခန္ဓာကိုယ်ကလည်းနိုးလာနိုင်တယ်ဆိုပြီးပြောပြလိုက်ပါတယ်။ကာဂုံမီအပြင်းအထန်အကြံထုတ်ရပါပြီ။အင်ဒိုရရှားပထမဆုံးပြုစားတာခံခဲ့ရတဲ့နေရာကိုအမတ်မထင်ကြီးလိုက်မိတဲ့အခါမှာတော့ရေထဲမှာအင်ဒိုရရှားနဲ့အမေအထုမိဆာမတို့ဖက်လျက်ရှိနေတဲ့ပုံရိပ်လေးကဆွဲထင်နေတော့မှာပဲ။လူကသာဟိုမှာရှိနေတယ်ဘလိုလိုပြီးပုံရိပ်ကကြံနေတာလဲဆိုပြီးမျိုးကကိုလှမ်းမိလိုက်ပါတယ်။ အဲ့ဒါကအင်ဒိုရရှာကိုပြူစားထားတဲ့မော်ရင်မြစ်ပဲဖြစ်မယ်။အဲ့ဒီရင်မြစ်ကိုဖျက်ဆီးလိုက်ဆိုပြီးမြို့ကားကလှမ်းအောင်ပြောပြလိုက်ပါတယ်။ကာဂိုမီဟာတောင်ဝင်းနဲ့ရေပြင်ကပုံရိပ်ပြတ်သွားအောင်ရှာလိုက်တဲ့အခါမှာတော့အမေခန္ဓာကိုယ်ရဲကိုဆွဲသွင်းတာခံနေရတဲ့အင်ဒိုရရှာသတိပြန်လည်လာပြီး အမေအတုဟာလည်းအစီအရင်ဖျက်ဆီးခံရတဲ့ဘေးထွက်ဆိုးကျိုးကြောင့်ခွေခွေလေးလဲကျသွားခဲ့တယ်။ ဲ့ဒီအချိန်မှာဆက်ရှုမာတို့ရုတ်တရက်ရောက်လာပြီးသူဟာတင်းချိုင်းရဲ့ဒီနေရာကိုသိနေပြီဖြစ်တဲ့အကြောင်းပြောပြီးအီနိုရာရှာရဲ့လေဘင်းကိုညှစ်လိုက်ပါတယ်။သူတို့အဖေကသူ့ရဲ့တင်းချိုင်းကိုအီနိုရာရှာရဲ့ညာဘက်မျက်လုံးထဲမှာပလဲတလုံးအနေနဲ့ထဲသွင်းထားပြီးအီနိုရာရှာကိုယ်တိုင်တော့မှမသိလိုက်အောင်တင်းချိုင်းကိုစောင့်ရှောက်ဖို့အတွက်တောင်းဝင်လွှဲအပ်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်။ပြီးတော့ဆက်ရှုမာတို့ဟာအီနိုရာရှာရဲ့ညာဘက်မျက်လုံးထဲကအနိုင်အောင်ပလဲကိုထုတ်ယူလိုက်ပြီး တင်းချိုင်းကိုသွားတူတော့မှာဖြစ်ကြောင်းပြောပြလိုက်ပါရယ်။အင်နိုရာရှာကတော့တင်းချိုင်းကိစ္စကိုစိတ်မဝင်စားပဲသူ့အမေရုပ်ပုံကိုအသုံးပြုပြီးလဲစားခဲ့တဲ့အတော့ခွင့်မလွတ်နိုင်အောင်ဒေါသတွေထွက်နေခဲ့ပါရယ်။ဒါကြောင့်မဲအင်နိုရာရှာကဆက်ရှိုမာရုကိုတိုက်ခိုက်ပေမဲ့လျင်မြန်စွာပြန်တန်းလိုက်ပြီးအင်နိုရာရှာကိုကြာပွန့်တဲ့ လှန်ရလိုက်ပါတယ်။ဂျာဘိုရိုက်ချက်ကပြင်းပြင်းထန်ထန်ထိမှန်သွားတာကြောင့်အင်ဒိုရာရှာနောက်ပြန်ကြီးလဲကျသွားချိန်မှာနောက်ထပ်ဂျာဘိုရိုက်ချက်နဲ့အင်ဒိုရာရှာကိုအပီးသက်ပေးဖို့ထပ်ပြီးရလိုက်ပါတယ်။ဂျာဘိုချက်ကအင်ဒိုရာရှာကို ထိမှန်လို့ဆဲဆဲမှာပဲအမေအတူကအင်ဒိုရာရှာရှေ့မှာဝင်ရက်ပြီးကာကွယ်ပေးလိုက်ပါရယ်အမေအတူဟာဂျာဘုတ်ချက်ကြောင့်တစ်ချက်သေးနဲ့ဘဝကူးသွားရပြီးအစိမ့်စိမ့်အမောမောဖြစ်လို့သွားရရှာပါရယ်ကာကိုမီကဒီအဖြစ်ကြောင့်အံ့ဩနေခဲ့တာကြောင့် မျိုးကားကရှင်းပြပါရယ်အမေအတုကမိစာဆိုပေမဲ့မိခင်တွေရဲ့ချစ်ချင်းမြတ်တာတွေနဲ့ပြည့်နှံ့နေတဲ့မိစာပါခလေးတွေအသက်အရွယ်ကြားရောက်တော့မယ်ဆိုရင်ကာကွယ်တတ်တာကသူ့ရဲ့သဘာဝပဲဆိုပြီး ရှင်းပြလိုက်ပါရယ်ဆာရှိုမာရိုဟာအမေအတုကိုတတ်မိသွားပြီးတဲ့နောက်မှာဆက်မတိုက်ခိုက်တော့ပဲဂျက်ကန်ကိုလှမ်းခေါ်လိုက်ပါရယ်ဂျက်ကန်ယူလာခဲ့တဲ့လူဦးကောင်းတောင်ဝေးကိုယူပြီး ပလဲလုံးရဲ့အပေါ်ကိုထောက်လိုက်တဲ့အခါမှာတော့တောင်ဝေးထိတ်ကယောက်ျားဦးကောင်းကထပြီးရီပါတော့တယ်။ဟုတ်ပါတယ်။သူတို့ရှာနေခဲ့တဲ့သင်္ချိုင်းနေရအဆက်အမှန်ကိုတွေးလိုက်ရပါပြီ။တဆက်ထဲမှာပဲတကားပေါက်တစ်ခုပွင့်လာပြီးဆက်ရှိုမာရုနဲ့ဂျက်ကန်တို့ဟာအဲ့ဒီအထဲကိုဝင်ရောက်လို့သွားကြပါတယ်။တန်အဖိုးကြီးမျိုးကားက ဆက်ရှုမာရူဟာသူတို့အဖေချန်ထားခဲ့တဲ့ယရနာတိုက်ကိုယူဖို့စီစဉ်နေကြောင်းအီနိုရာရှာကိုတတိပေးလိုက်ပါတယ်။အီနိုရာရှာက သူ့အဖေရဲ့ယရနာတွေကို စိတ်မဝင်စားပေမဲ့သူ့အမေရဲ့ရုပ်ပုံကိုအသုံးပြုပြီးလဲစားခဲ့တဲ့ဆက်ရှုမာရူအပေါ်ခွင့်မလွန်နိုင်တာကြောင့်သူတို့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့အနောက်ကိုလှည့်ပြီး ကာဂိုမီအနေရများတယ်နင်ဒီမှာပဲနေဆိုပြီးလမ်းအောင်လိုက်ပေမဲ့ကာဂိုမီကမျက်မျက်မလာသေးဘူးလားလို့လှမ်းပြောပြီးတကားရဲကိုခုံဝင်သွားခဲ့ပါပြီမဆက်စုလေးကာဂိုမီကအင်နိုရာရှာရဲ့ရှေ့ကို ရောက်လုနေခဲ့တာပါဆက်ရှုမာရိုဟာတစ်ချက်ဝေယမ်းလိုက်ရုံနဲ့ရန်သူတရာကိုတတ်နိုင်စွမ်းရှိတယ်ဆိုတော့တက်ဆူအီကသားကိုယူဖို့အတွက်ပြင်ဆင်နေပါတယ်ဒီသားဟာကွဲလွန်သွားပြီဖြစ်တဲ့သူတို့အဖေရဲ့အယိုးနဲ့လှူထားခဲ့တာကြောင့်အယံကိုအစွမ်းထက်တဲ့ဓာတ်တလက်ဖြစ်နေခဲ့တာပါ ဒါကကြောက်တုံးတစ်ခုထဲမှာစိုက်နေခဲ့တာဖြစ်ပြီးမော်စွိုင်းရင်တစ်ခုနဲ့စီရင်ထားခဲ့တာကြောင့်ဆက်ရှိုမာရိုဟာဓားကိုနှုတ်ယူလို့မရပဲဖြစ်နေပါဗျ။အင်ဒိုရာရှားရောက်လာတဲ့အခါသူ့ကိုတိုက်ခိုက်ပေမဲ့ဆက်ရှိုမာရိုကလျင်လျင်မြန်မြန်ပဲရှောင်းတိတ်လိုက်နိုင်ခဲ့ပါဗျ။မျောဂါကတက်ဆူအီကဓားကိုအရင်ယူလိုက်လို့ပြောလိုက်တာကြောင့်အင်ဒိုရာရှားဓားအနာကိုသွားပြီးကြီးလိုက်ပါဗျ။ဟွန်းဘာသာကြီးလေမုံလောက်အောင်ပြတ်မှာမဟုတ်တဲ့ တန်ကြီးတက်ဓာအဟောင်းကြီးဆိုပြီးပြောလိုက်ပါတယ်။မြို့ကားကတော့ဓာကိုယူလိုက်။တခင်လေးအဖေကတခင်လေးကိုအမွေပေးခဲ့တာမို့ယူလို့လွယ်မယ်လို့ပြောပေမဲ့အီနိုရာရှာကတော့ဆက်ရှိုမာရုကိုပဲ လိုက်ပြီးတိုက်ခိုက်နေပါဗါ။အဲ့ဒီနောက်ဆက်ရှိုမာရုကဒီဓာကိုမယူနိုင်ဘူး။တခင်လေးသာယူနိုင်ရင်ဆက်ရှိုမာရုရဲ့မာနာကိုဖျက်ဆီးလိုက်တာနဲ့အတူတူပဲသူ့အတွက်အရှက်ရစရာဖြစ်အောင်လှုပ်လိုက်လို့ကာဂိုမီကလမ်းပြောပါဗါ။ ဒါကြောင့်အင်နိုရာရှာကဓာတ်ကိုဆွဲထုတ်လိုက်ပေမဲ့သူထင်ထားသလိုဓာတ်ကပေါမလာခဲ့ပါဘူး။ဒါကြောင့်တန်အဖိုးကြီးမျိုးကားကိုလက်နဲ့ညှက်ပြီးမင်းပြောတော့ငါ့အထွက်ထားခဲ့တာဆို အခုရမနေဘူးလို့ပြောကမေးလိုက်ပါတယ်။ဒါကိုကြည့်နေရင်စိတ်ဆိုးလာတဲ့ဆက်ရှုမာရိုဟာ အင်ဒိုရာရှာကိုကြောက်တုံးတွေတောင်အရေးပြိုစေတဲ့အစိတ်လက်သေးတိုက်ကွက်နဲ့အရေးပြိုကြအောင်တိုက်ခိုက်လိုက်ပါတယ်။အင်ဒိုရာရှာခမရရှောင်းတိမ့်မိထွက်ပြေးဖို့သာတနိုင်ရှာပါတယ်။ဆက်ရှိုမာရုကအင်ဒိုရာရှာကိုနောက်ကနေကြောက်ပွန်းနဲ့စက်တိုက်ရိုက်နေခဲ့တာကိုအင်ဒိုရာရှာကအဆက်မပြတ်ရှောင်းတိမ့်နေပါတယ်။ဒါကြောင့်ဂျကန်ကကျွန်တော်ကူညီပေးပြစီဆိုပြီးအော်လို့တောင်ဝေးကိုမြောက်လိုက်ပေမဲ့ကာဂိုမီကဂျကန်ရဲ့ကိုဘိုကိုခြေဆောင်သုံးပြီးနင်းပြပေးလိုက်ပါတယ်။ဂျကန်ခဏတော့မူးသွားပြီး ဂါဂုံမီကို ပြန်ပြီးတိုက်ခိုက်ပါတယ်။ခွေးတောင်စားအယူမအစရှိသဖြင့်အပြန်လန်ဆဲဆိုပြီးတိုက်ခိုက်နေကြတော့တာပေါ့။အဲဒီနောက်ဂျကန်ကဂါဂုံမီကိုတောင်ဝင်းနဲ့ချိန်လိုက်တဲ့အချိန်မှာဂါဂုံမီကရုတ်တရက်နောက်ဆုတ်လိုက်ပြီးဓာထားရာကြောက်တုံးနာကိုရောက်သွားခဲ့တယ်။တချိန်တည်းမှာပဲအင်နိုရာရှာဟာအေးနှိမ်သွားပြီးဆက်ရှိုမာရုရဲ့အစိတ်လက်သေးနဲ့ထိလူဆဲဆဲဖြစ်သွားပါတယ်။ကာဂိုမီကအရန်ကိုစိတ်ပူသွားခဲ့ပြီး လုံမိလို့ရအနာကဓာကိုဆွဲပြီးပြေးသွားဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲထူးထူးဆန်းဆန်းကြီးကိုမိစာရီနှုတ်လို့မရတဲ့တက်ဆူအီကဓာဟာကာဝမီလက်ထဲကိုလွတ်လွတ်ကျွတ်ကျွကြီးပါလာပါတော့တယ်။ဒါကြောင့်အနာကလူတွေအားလုံးမင်းသက်ကုန်ကြပြီးလှုပ်လှဆရီအကုန်ရက်သွားခဲ့ပါတယ်။ပြီးတော့ကာဂိုမီကိုအန်အားတကြီးလှမ်းကြည့်လိုက်ကြသလိုကာဂိုမီကလည်းအန်အားတင့်လို့နေပါတော့တယ်။အပိုင်း6ကဒီနေရာမှာပဲပြီးဆုံးသွားပါတယ်။ ပိုကောင်းတဲ့အပိုင်းခုနှစ်လာပါဦးမယ်။